မင်္ဂလာပါရှင်ခေတ္တတီလီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်းဆောင်များယုံထိုင်သည့်စစ်ယုံချုပ်ကိုအတိကလုံခြုံရေးယူထားသည့်စာကာခါ6တွင်ခန်းစစ်ပြီး၍တက်လန့်ထားရဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်စစ်ကောင်းဆောင်နှင့်စစ်အရာရှိများယုံဆိုင်ရာစစ်ယုံချုပ်ကိုအတိကလုံခြုံရေးတာဝန်ယူထားရတဲ့အမတ်6စစ်စင်ရေးကိုကဲမှုဌာနချုပ်စာကာခါ6တွင်လက်နက်ကြီးများတက်စင်ကခန်းစစ်ပြင်၍တက်လန့်ထားကြောင်းသိရပါတယ်စ ကခ6အတွင်ဟောင်ဝိဇာအမြောင်တင်ကတန်ချက်ကရင်များဖြင့်တက်လန့်ပြင်ဆင်ထားပြီးပက်လက်ရှိစိုးမိုးကုန်းများတွင်လည်းတက်အသင့်ဖြင့်စုဖွဲ့ထားကြောင်းဘူကြီးစင်ရထံမှသိရှိရပါသည် စကခခ6ဆိုတာနေပြီးတော့အတွက်တီးတန်ထားတဲ့တည်ရင်တက်မလို့တောင် ပြောလို့ရတယ်သူတို့စကစကချိုးပြီးလှုပ်တက်တာရှိတယ်ပြောလို့မရဘူးဝင်လာခဲ့သည်ရှိတော့ဆိုတဲ့ကြောက်စိတ်ပေါ့သတင်းတက်တဲ့ကြားပြီးဆိုတာနဲ့ခန်းစစ်ကိုချက်ချင်းလန်ငင်းပြင်းတဲ့အနေထားပါအခုပြင်နေတယ်ဆိုတော့တကယ်လို့တိုက်ကောင်းတိုက်လာနိုင်တဲ့အနေထားမျိုးကိုသူတို့မျှော်မှန်းထားပုံရတဲ့အနေထားကိုရောက်နေပြီဟု CDM စစ်သားဗိုလ်ကြီးစင်ရော်ကသတင်းဌာနသို့ပြောပါတယ် တက်မပတ်လေရှိဆက်သွယ်ရေးမြောင်းများကိုလည်းမြေတူးဆက်များဖြင့်အခိုင်အမာခန့်စစ်ပြင်ထားပြီးဘေးပတ်လေတွင်ရှိသည့်ခေါမရ413နှင့် ခမာယာ434တို့ကိုလည်းဆက်သွယ်ရေးမြောင်းများဖြင့်ကွန်ရက်ဖွဲ့ကတူဖို့ထားကြောင်းသိရပါဗျ။တိုက်ပွဲဖြစ်လာပါကတမမှုပြူဟာမှုများပုံခုရန်အတွက်ခမာယာ433အတွင်ကိုကဲမှုဘန်ကာတီဆောက်၍ဂဒင်းရိတ်ခါနှင့်ဆက်သွယ်ရေးဆက်များပါအရန်တင်ထဲထားကြောင်းသိရပါဗျ။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဆက်၍ယခုချိန်ထိစကခ6အတွင်နိုင်ငံရေးအကျဉ်းသားတချို့ကိုဖမ်းဆီးထိန်သိမ်းကစစ်ကြောရေးများလှုပ်ဆောင်နေကြောင်းတပ်သတင်းရင်းမြစ်ထံမှသိရပါဗျ။စစ်ကောင်စီကစကခ6အတွင်တွင်ဂျမ်မာရေဒီယို ုလှိုင်းနှောက်ဆက်စက်ကြီးသုံးလုံးတက်စင်ထားပြီးစာကခပတ်ဝန်းကျင်ကိုလည်းလက်နက်ကြီးများဖြင့်ခြောက်လန့်ပစ်ခတ်မှုများပြုလုပ်လေးရှိကြောင်း၎င်းကဆိုပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မန္တလေးအမြင်လန်းပေါ်တွင်တော်လရင်တက်ဖွဲ့များလုံခြုံရေးယူစစ်ဆေးမှုများပြုလုပ်ခဲ့သည့်အပြင်ပဲခူးတိုင်းအတွင်စစ်ရေးလှုပ်ရှားမှုများရှိလာသည့်အတွက်နေပြည်တော်ကိုစစ်ကောင်စီကခံစီအတွက်အထူးပြင်ဆင်လာခြင်းဖြစ်ကြောင်းသိရပါတယ် ဆလပီကတာမျိုးတို့ထွက်ပြေးနေတဲ့တမ80ခွန်မှာစစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်ကလိုက်လံတိုက်ခိုက်မှုစစ်သား34ဦးထိအရှင်ဖမ်းမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။သကိုင်းတိုင်းကတာမျိုးတို့ထွက်ပြေးနေသည့်အကြမ်းဖက်စစ်တပ်၏တမ80ခွန်မှာစစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်ကလိုက်လံတိုက်ခိုက်ရာစစ်သား34ဦးထိအရှင်ဖမ်းမိထားကြောင်း KIA ၏စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါရယ်။မလား15ရက်နေ့16ရက်နေ့တို့တွင်ကတာမျိုးဘက်မှအင်းတော်မျိုးဘက်ကိုစစ်ကူလာသည့် 1989မှအင်အား150ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို GIA PDF ပူးပေါင်းတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ရာစစ်သား40ဦးသေဆုံးပြီး30ဦးအရှင်ဖမ်းပြီးလက်နက်ခဲယံအများပြားသိမ်းဆည်းရမိခဲ့ကြောင်းသိရပါဗျ။ထို့သူတိုက်ခိုက်ခံရပြီးနောက်အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ကတားမျိုးဘက်ကိုဖွဲ့စည်းပုံပြည့်၍ထွက်ပြေးနေခြင်းဖြစ်ပြီး GIA ပူးပေါင်းတပ်များကလည်းနောက်မှလိုက်လံတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါဗျ။ယနေ့မတ်လ18ရက်နေ့တွင်အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းမှစစ်သား၄ဦးကို GIA ပူးပေါင်းတပ်ကထပ်မံဖမ်းဆီးနိုင်ခဲ့ ပြီးစုစုပေါင်းအရှင်ဖမ်းဆီးရမိသောစစ်ကောင်စီတပ်သား34ဦးထိရှိလာပြီဖြစ်ကြောင်းသိရပါဗျ။ကြန့်ရှိနေသည့်ထွက်ပြေးလွတ်မြောက်နေသောစစ်ကောင်စီတပ်သားများကိုလည်းလိုက်လံဖမ်းဆီးနေပြီးနေမြေရှင်းလင်းရေးများလည်းဆက်လက်လှုပ်ဆောင်လျက်ရှိကြောင်းသိရပါဗျ။ဒီနေ့ကတာမျိုးဘက်ကိုဖွဲ့စည်းပုံပြပြီးခြေဦးတရာထွက်ပြေးနေတဲ့စစ်ခွေးတွေကလေးကောင်ကိုထပ်မံအရှင်ဖမ်းမိပါဗျ။စုစုပေါင်းဖမ်းဆီးရမိတာက34ဦးထိရှိလာပြီးကြန့်ရှိနေတဲ့စစ်ခွေးတွေကိုလိုက်လံဖမ်းဆီးနေပါဗျ။နေမြေရှင်းလင်းရေးတွေလည်းဆက်လက်လှုပ်ဆောင်နေပါဗျ။ဟု KIEE စီးရေးတရင်ရင်မြက ကပြောဆိုပါရယ်ဆလပီစင်ကူးမျိုးနဲ့လက်ပံလာရွာတင်စာဆန်ဆက်ကိုစစ်တပ်ကလီရင်ဖြင့်ဘုံကျဲတိုက်ခိုက်မှုပြည်သူ၃ဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်မန္တလေးတိုင်းစင်ကူးမျိုးနဲ့လက်ပံလာရွာတင်စာဆန်ဆက်ကိုအကြမ်းဖက်စစ်တပ်ကလီရင်ဖြင့်ဘုံကျဲတိုက်ခိုက်ရာပြည်သူ၃ဦးသေဆုံးခဲ့ကြောင်းစင်ကူးမျိုးနဲ့ပကဖသတင်းတာဝန်ခံကိုတမ်းမရီကသတင်းဌာနသို့ပြောဆိုပါရယ် ယနေ့မတ်လ18ရက်နေ့ညနေ6:45မိနစ်ခန့်တွင်လက်ပံလာရွာတင်စာဆန်ဆက်ကိုအကြံဖက်စစ်တပ်ကဂျက်ဖိုက်တာတစီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အကြံဖက်စစ်တပ်ဤလေးချောင်းတိုက်ခိုက်မှုအတွင်ပြည်သူ၃ဦးသေဆုံးခဲ့ပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။လက်ပံလာရွာတင်စာဆန်ဆက်အနောက်ကိုစစ်တပ်ကဂျက်ဖိုက်တာတစီးဖြင့်လေးချောင်းကနေတိုက်ခတ်သွားတာပါ။ပြည်သူ၃ဦးသေဆုံးနဲ့6ဦးဒဏ်ရာရတဲ့ဒဏ်ရာရတဲ့သူတွေကိုတော့အရေးပေါ်စီးကူးသားမှုတွေလှုပ်ဆောင်ပေးနေပါတယ်ဟုစေကူးမျိုးနဲ့ပါက ဖသတင်းတာဝန်ခံကိုတမ္မဏီကပြောဆိုပါရယ်ဆက်လက်ပြီးရေကြီးအမြောက်တပ်တွင်အရေးပေါ်မြေတူးဆက်များပါတုံး၍ခန်းစစ်အခိုင်မာပြင်ဆင်နေရပြီးစစ်ကူရင်တန်းများပို့နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်ဧရာဝတီတရေကြီးမျိုးနဲ့ငတိုင်းချောင်းမျိုးရှိမြောက်ဆန်းအမြောက်တပ်344ကိုခန်းစစ်အခိုင်အမာပြင်ဆင်နေပြီးစစ်ကူများပါပို့ဆောင်နေကြောင်းသိရပါဗျ ထိုးစစ်မှာအမြောက်တန်နာအထိရောက်လာတော့မည်ဖြစ်တဲ့အတွက်မြေတူးဆက်များဖြင့်မှာအရေးပေါ်တူးဖော်နေရပြီးမိတ်တလင်းတရေခုံရေတိုးစင်တီတီရာကုန်းပြင်စသည့်ကြီးရွာများမှာဒေသခံများကိုလုံအားပေးရန်အတိအဓမ္မခေါ်ဆောင်ထားကြောင်းဒေသခံများထံမှသိရပါရယ်အမြောက်တက်ရဲ့ဘန်ကာတွေခြံစည်းရိုးအုပ်တိုင်းခတ်တာတွေအ мян ပြီးဖို့လူတွေဆိုပြီးအနီးနားရွာကအမျိုးသားတွေကိုလုံအားပေးခေါ်ခိုင်းနေတာစီရင်တန်းတွေလည်းအင်အားအပြည့်နဲ့နေတိုင်းအဝေးအထွက်ရှိနေတဲ့ဟုငတိုင်းချောင်းဒေသခံတအူးကသတင်းဌာန ာသူပြောပါရယ်အမြောက်တက်အတွင်းကွန်ကရစ်ဘဏ်ကဆောက်လုပ်ခြင်းခြံစည်းရိုးအုပ်တိုင်းကာယံချင်းများကိုအလင်းမြန်ဆောင်ရွက်နေကြပြီးငတိုင်းချောင်းကွာလန်းပေါ်ရှိမိုင်းတိုင်အမှန်စက်တမိုင်၄ဖာလုံးတီဟိုကင်းအဆက်တွင်ရှိသည့်စစ်တပ်ထောက်ခံသူတအူဤနေအိမ်ခြံဝင်းအတွင်တွင်လက်နက်ကြီးစခန်းတစ်ခုဆောက်လုပ်တက်ဆွဲထားပြီးစာဦးစန်းနှင့်ကြောက်တိုင်ပွေကြီးရွာများဘက်သို့လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်လျက်ရှိကြောင်းသိရပါသည် စစ်ကောင်စီသည်ကျုံပြောအခြေဆိုင်ခလာရ36အတွင်းရှိကိုပိုင်းကျောင်းမှကျောင်းကားများကိုတုံးပြီးအာမတ344နဲ့ညောင်အိုင်းချင်းလေဆက်ဆက်ယိုကြီးရွာများသို့စစ်ကူများပို့ဆောင်ထားကြောင်းဒေသခံများထံကသိရပါရယ်ထို့ပြင်ယမန်နေ့18ရက်နေ့တွင်ခလာရ39မှနေ၍စီရင်တန်း၈စီးဖြင့်အမြောက်တပ်အတွင်စစ်ကူပို့ထားကြောင်းဗိုလ်ကြီးစင်ရော်ကဆိုထားပါရယ် ပသိမ်မုံရွာကားလမ်းပေါ်ရှိဆက်ဆက်ယိုကြီးရွာဝင်းကျင်းတွင်ယနေ့မှ18ရက်နံနက်တနာ yı ခန်းမှစ၍တိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုရှိကြောင်းသိရပါသည်။အမြောက်တပ်344နှင့်ကွင်းကောက်ကြားရှိချင်းလေရွာကိုစစ်ကောင်စီတပ်များဝင်ရောက်တပ်ဆွဲပြီးဒေသခံများ၏လက်ကင်ဖုံးများကိုပါဒိန်စီကဇီဒီတထောင်ဖုံးကြီးကြောင်းကြောင်းဝင်းအတွင်ဒေသခံများကိုထည့်၍ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရပါသည်။ ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါသည်ရှင်။